online က90တဲ့ဒီနေ့ထိမတင်တတ်တဲ့လူတွေအတွက်ကျွန်တော်ဒီနေ့တင်တဲ့နည်းလေးပြောပြပေးပါမယ်ကြည့်လိုက်ရအောင် ပထမဆုံး browser တစ်ခုခုမှာ tm47.immigration.go.th ဆိုတဲ့ website ကိုအရင်ဝင်လိုက်ပေါ့နော်ဝင်လိုက်တာနဲ့ login ဝင်ဖို့ပြောပါလိမ့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီထက်မှာတူတူဒီရေးထားတဲ့စာလေးပြန်ရေးပေးပေါ့နော်ပြီးရင် login နေလိုက်ရပါတယ် so login ဝင်သွားပြီဆိုတာနဲ့ဒီဘက်မှာ check status ရှိရပါတော့တင်ထားတဲ့ဟာစစ်တာပါကျွန်တော်အတစ်တင်မှာဆို new application ကိုနေလိုက်ရပါပြီ okay အဲ့ဒီမှာ loro ဆယ်ကျွန်တော်တို့အာ passport number ထည့်မယ် nationality ထည့်မယ် passport number တော့နောက်မှထည့်ပြရောမယ်နော်ကိုကို passport number ကိုထည့်လိုက်ပါလေဆို MMR ပေါ့လေဆိုတာဆိုရှင်မြန်မာပြီးလို့ရှင်ကိုရဲ့နာမည်ကိုဟိုရေးမှန်ပေါ့နော်ဆိုတော့ Shani နေ middle name တွေကတော့ပေးကြမလား sorry given name တွေပေးကြမလားဒီမှာပဲကိုနာမည်ကိုအပြေဝရိုက်ထည့်လိုက်ရပါပြီပြီးလို့ရှင် gender ရွေးမယ်ပြန်ကိုမွေရွေးမယ်ပြီးလို့ရှိရင်ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ date ပေါ့နော်ထိုင်းနိုင်ငံကိုဝင်ဝင်ချင်း passport မှာထုပေးလိုက်တဲ့ date ကိုတောင်မှတကယ်လို့ကို non LA ဘတ်ရိုက်ထားတဲ့သူဆိုလို့ရှိရင်ဘတ်ရိုက်တဲ့အချိန်မှာထုပေးလိုက်တဲ့ဟိုအဲ့တစိမ့်တုံးကပထမဆုံးအဘိဓါစာတုံးတဲ့ဒိတ်ကိုရေးပါလေပြီးလို့ရှိရင် expire ပြင်မဲ့ဒိတ်ကိုရေးပါပေါ့နော် အဲ့ဒါပြီးွားပြီဆိုလို့ရှိရင်တော့ဒီဘက်မှာကျွန်တော်တို့ဟိုကိုယ့်ရဲ့ address info ထည့်ရပါတယ်အဲ့ address info ထည့်တဲ့အခါမှာပြဿနာလည်းနည်းနည်းရှိတယ်ပေါ့နော်ဆိုကိုယ့်ဘာသာကိုစိတ်ကြိုက်ရိုက်ထည့်လို့မရဘူးသူစီမှာ suggest သူတို့စီမှာရှိပြီးသားနာမည်နဲ့တူနေမှာထည့်လို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဥပမာဆိုပါစို့အဲတခုခုရေးလိုက်မှာဗျာ okay အာဆိုပါစို့ number 30အာတနေရပေါ့ဗျာနော်ဥပမာ โอเคအဲ့လိုမျိုးရေးလိုက်လို့ရတယ်ပြီးလို့ရှိရင်ဆွဲကလည်းကိစ္စမရှိဘူးလမ်းတွေကလည်းအဆင်ပြေတလမ်းရေးလိုက်လို့ရတယ်ဗျာစင်နာကာရင်โอเคထားလိုက်ပါတော့တခခုပါလဲ ROAD road အဲ့ဒီအရေးကြီးကဒီမှာပါဆိုတော့ဒီမှာကျွန်တော်တို့ သူ suggest လုပ်တဲ့နေရာပဲထည့်ရမယ်ဘာလို့ပေါ့ဆိုပါဆိုဘန်ကောက်အဲအဲ့လိုမျိုးဘန်ကောက်ဆိုလို့ရှိရင် B တလုံးရေးလိုက်ဒါဆိုလို့ရှိရင် तू အာ तू suggest ပေးလိုက်မယ်ဘာလို့အဲ့မှာရွေးလိုက်ကိုဘန်ကောက်မှာနေရာဆိုဘန်ကောက်ပြီးလို့ရှိရင်ကိုနေတဲ့ဟိုမျိုးပေါ့နော်မျိုးဆိုတော့ထားလိုက်ပါတော့ကျွန်တော်တို့အာဘန်နာ B A N G ဆိုဘန်ကပီရှိတယ်ဆိုကိုကြိုက်တဲ့ဟာရွေးပေါ့နော်ကိုကဘန်နာမှာနေရာဆိုဘန်နာရွေးလိုက် ။အပြီးလို့ရှိရင်တော့ကျွန်တော် district ပေါ့နော်။ဒါအဒီဟာတော့ကိုရရက်ကွက်ဖြစ်မှာပေါ့လေ။ဆိုတော့အဲအဲ့ဒီဟာတော့ဆက်ရဲလိုက်ပေါ့နော်ဘာရှိလဲ။ကိုရရက်ကွက်နာမည်ရဲလိုက်ပေါ့လေ။ Kenan စားသလား။ Ainan စားသလား။အခုမှဆိုပါစို့ကျွန်တော်ဒီမှာဘန်းနာလို့မြေဘန်းကပီကိုရွေးလိုက်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဘန်ကပီမှာဆိုဟော်မန်နဲ့ဆွမ်လွန်ချီရပါတော့ဆွမ်လွန်ကိုရွေးကြည့်လိုက်မယ်ဆွမ် L U A ဆောင်းလုံးထွက်လာအောင်အာဆိုပါဆိုဘောနာတာဆိုလို့ရှိရင်ကျွန်တော် Homa ရေးတရား H U A M A K โอเคဆိုတော့သူကဒီမှာပေါ်လာပြီဆိုတော့ပေါ်လို့ရှိရင်ရွေးလိုက်ပေါ့နော်ပြီးလို့ရှိရင်ကိုဖုန်းနံပါတ်ထည့်လဲရတယ်မထည့်လဲရတယ်ပြီးလို့ရှိရင်ဒီနေရာလဲတော့အမှန်ရှင်းထားလိုက်ပေါ့ ဒီကောင်တော့ရေးစရာဒီကောင်တော့အမှန်တော့ရှေ့စရာမလိုဘူးပေါ့နော်ဆိုတော့ရပြီအဲ့ဒါတွေပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အာပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ acknowledge ဆိုတဲ့နေရာလေးကိုအမှန်ချေလဲလုပ်ပြီးတော့မှကျွန်တော်တို့ submit ဆိုတာလေးကိုနှိမ့်လိုက်ရပါပြီ